တိမ်ပကြေးပြီးတဲ့နောက်အကယ်ဒမီထက်ရနိုင်မဲ့ရုပ်ရှင်တကားနဲ့ပြည်တဲ့ရွေးရှိပြန်ရောက်လာမဲ့ဝမုံရွှေအလုံးမဲမင်္ဂလာပါရှင်ဆယ်လီတရင်တွေကိုပေါ်ပြတင်ဆက်ပေးနေတဲ့ကျွန်မရဲ့ page လေးကနေပြလေးကကြိုဆိုလိုက်ရပါတယ်။နမေကျော်မင်းတမီကျော်လေးတယောက်စာဝမုံရွှေကတော့သူကြည့်ရတဲ့ပြည်တဲ့ရွေးရှိမောက်ကိုရုပ်ရှင်ကားကြီးတကားနဲ့ပြလေးရောက်ရှိလာတော့မှာဖြစ်ပါတယ်။အလုံးလေးတိကျတဲ့အတိုင်းဝမုံရွှေကကြည်ကျဲတဲ့မင်္ဂလာပွဲလေးပြလို့ကျင်းပတဲ့အချိန်ကစလို့အမှုပြရလို့တွေကိုရနာထားခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းပြည်သူတွေကသူ့လွန်နေခဲ့ကြပြီးတိမ်ပကြီးဆိုတဲ့ရုပ်ရှင်စကားချင်းနဲ့ပြည်သူရဲ့ရွှေကံပက်လာချိန်မှာတော့ဝုံမုံရွှေကိုတနိုင်ကန်လုံးကတောင်းတောင်းဖျက်ဖျက်ကိုအားပေးခဲ့ကြပါတယ်။အဆိုပါတိမ်ပကြီးစကားနဲ့အတူဝုံမုံရွှေလည်းအကယ်ဒမီရရှိသွားခဲ့ပါတယ်။ဒီလိုအကယ်ဒမီရပြီးတဲ့နောက်ပိုင်းဒီနေ့မှလည်းနောက်ထပ်အကယ်ဒမီစုကိုမျှော်မှန်းလို့ရနိုင်တဲ့စကားတကားနဲ့အတူပြည်သူရဲ့ရွှေထပ်မံရရှိလာဖို့ရှင်ရဖြစ်ပါတယ်။ဝုံမုံရွှေရဲ့အင်တာဗျူးတွေမှလည်းခဏခဏပြောထားတာကိုကြည့်ရပါတယ်။ ဒါပါလဲဆိုရင်သူအနေနဲ့လာအပ်တဲ့စကားတိုင်းကိုလက်ခံရကိုရောမှာမဟုတ်ပဲနဲ့ဇိုင်းကမွန်နာရိပိတရိအတွက်လည်းအကျိုးရှိမဲ့ဇလံမျိုးတွေကိုပဲဦးစားပေးရကိုရောမှာဖြစ်တယ်ဆိုပါပဲပေါ်တော်တော်ဇလံတွေကိုမြွေးချော်တော့သလိုစကားတွေကိုလည်းပေါ်ပေါ်ပဲပဲရကိုရောမှာမဟုတ်ဘူးလို့သိရပါတယ်တကားဆိုရင်တကားဆိုသလားပိတရိကလက်ခံမဲ့ဇလံမျိုးတွေကိုရိုက်ကိုရင်ပိတရိအကျိုးရှိအောင်ကျေးဇူးတုတ်ပြသွားခြင်းသာဖြစ်ပါတယ် ဒါကြောင့်မို့အကွက်ရိုက်ကွန်မဲ့ဇက်ကားကလည်းပြည်တရွေလောဘကိုအကြိုက်တွေ့စေမဲ့ဇက်ကားကောင်းလေးတကားဖြစ်နိုင်ပါတယ်။ဟုတ်ပါရဲ့အကယ်ဒမီမင်းတမီကျော်လေးဝမ်မွန်ရွှေဟာမကြခင်မှာနဝင့်တဲ့ဆိုရဲရုပ်ရှင်ဇက်ကားကြီးတကားရိုက်ကွန်တော့မှာပဲဖြစ်ပါတယ်။အဆိုပါရုပ်ရှင်ဇက်ကားကြီးကိုဒါရိုက်တာဝင်းလွင်ချက်ကရိုက်ကွန်မှာဖြစ်ပြီးဝမ်မွန်ရွှေကိုတော့တဲ့အကယ်ဒမီအစိုးတစုထပ်မဲ့ရရှိအောင်ဖက်တီးပေးသွားမဲ့ပုံစံစတော့မျိုးမှာရှိပါတယ်။ ဒီဆက်ကမှာဝဘုံရွှေနဲ့အတူအခြားသရုပ်ဆောင်တွေဖြစ်အလျောက်နေထက်လေခြာလီညင်နန္ဒဖူဆုံဆန်ဆန်ဝဲတန်ဆာဝဲပြေလွန်ချဲနေစရတဲ့သရုပ်ဆောင်များ ပါဝင်ကြမှာဖြစ်တယ်လို့သိရပါဗျာ ဇလဲကတော့နမေဇီဝတ္ထုတဘကိုအခြေပြုရိုက်ထားလို့လည်းသိရပါဗျ။ဝမုတ်ရွှေတမကဂျန်နေတျိုးဆောင်တွေလည်းအကယ်ဒမီမန်လို့တိတ်ကောင်းတာကြောင့်အခုချိန်မှရိုက်ကွက်ချပြီးနှစ်ကုန်ပိုင်းမှာရုံတည်ဖြစ်ရင်တမနဲ့ထက်ဖြစ်အောင်ပါလားဆိုတာဇလဲစောက်ကြည့်သွားအောင်မှဖြစ်ပါဗျ။ကိကိကအနေထိုင်လေးအေးပြီးပြည်သူရဲ့ချက်ချင်းမြတ်တာကိုပြေဝရထားသူသူဖြစ်ပါဗျ။ သူရိုက်တဲ့ဇက်ကားတိုင်းကလည်းပေါက်ပြီးအကောင်းဆုံးတိုးဆောင်ပင်တမင်ဖြစ်ဂုံတရကျော်စောနေရာဖြစ်ပါရယ်အခုလည်းပဲနတ်သမီးနှက်ခတ်ဆိုရယ်ဇနတယ်လေးကိုရိုက်ကူပြသနေရာဖြစ်ပြီးပိုက်တရီကလည်းအများကြီးအားပေးနေကြတာကိုတွေ့ရပါတယ်။ပိုက်တက်ကြီးတို့အနေနဲ့ရောဝုံမုံရွှေရဲ့နှဝင်တဲဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရောအားပေးကြအောင်မလားဆိုတော့ကိုဝေရောက်ဖြေဆိုပြီးခဲ့ပါအောင်တော့။ ဟုတ်ကဲ့ပါရှင်။နောက်ထပ်ပြီးလဲအနုပညာစေလီတရအကြောင်းအမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပြုံးပါဖြစ်လို့ကျွန်မရဲ့ page လေးကို like and follow လေးလုပ်ပြီးချပါအောင်နော်။ပိတက်ကြီးကနာမည်ကျော်စေလီတရတွေနဲ့မျက်ချင်းမပြတ်သေးခြင်းနဲ့ဆိုရင်တော့အမြန်ဆုံး follow လုပ်ထားဖို့လိုအပ်ပါလိမ့်မယ်။အစောတိနားဆင်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။ကိုစိတ်နှပြကျွန်မချမ်းသာကြပါစေရှင်။